မြန်မာပြည်ဖို့တိုင်းသားညီကောင်တို့များအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီနေ့မှာတော့စစ်ကောင်စီထိန်ချုပ်ထားစေဖြစ်တဲ့ရခိုင်ပြည်ရဲ့မြို့တော်စစ်တွေကြောက်ဖြူမြို့ရဲ့တည်င်းအချို့နှင့်အာရာခတပ်တော် AA ထိန်ချုပ်ထားတဲ့လွန်မြောက်နေမြေမှာတည်င်းအချို့ကိုကျွန်တော်အနေနဲ့ဖတ်ချူမြဝေတင်ဆက်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ကစစ်တွေမြို့နယ်ကြေးရွာအချို့ကနေအိမ်တွေကိုဖြိုဖျက်ပြီးနောက်စစ်ကောင်စီကဒေသခံတွေကိုနေရပြန်ခိုက်နေဆိုတဲ့တည်င်းတစ်ပုတ် ရခိုင်ပြည်စစ်တွေမျိုးတွေကကြေးရွာတွေမှာနေအိမ်တွေကိုဖြိုဖျက်ပြီးကြေးရွာသားတွေကိုနှင်ထုတ်ထားတဲ့စစ်ကောင်စီဟာဒေသခံတွေကိုနေရပြန်လို့ရင်ပြန်နိုင်တယ်လို့ပြောဆိုလာတယ်။ပြီးခဲ့တဲ့အေပီလာကုံခါနီယာရခိုင်ပြည်စစ်ကောင်စီဝန်ကြီးချုပ်ဦးတင်လင်းနဲ့အဖွဲ့ဟာစစ်တွေစစ်ပေးချောင်းတွေခိုလုံနေတဲ့ဖုံးတော်ကြီးအကြောင်းအရှုပ်ကိုရောက်ရှိလာခဲ့ပြီးအခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့စစ်ပေးချောင်းတွေကပြောဆိုထားတာဖြစ်တယ်။ ဒါပေမဲ့စစ်ချောင်နေတဲ့ကြေးရော်သားတွေရဲ့နေအိမ်တွေမရှိတော့တဲ့အချိန်မှာနေရပြန်ဖို့ပြောလာတဲ့စစ်ကောင်စီရဲ့စကားကယုတ်တိမရှိဘူးလို့ကြေးရော်ရော်မကစစ်ပေးချောင်နေတဲ့အမျိုးသမီးတယောက်ကပြောဆိုထားတယ်စစ်ကောင်စီတာဝန်ရှိသူတွေကနေပြီးတော့စစ်ချောင်နေတဲ့ဘုံတော်ကြီးအကြောင်းတွေကိုလာရောက်ပါတယ်ပြီးတော့ရော်တွေကိုပြန်ချင်နေသူပြန်လို့ရတယ်ဆိုပြီးပြောလာတယ်နေအိမ်တွေမှာတော့နေလို့မရဘူးကေစီရေးစခန်းတွေစောက်ပေးမယ်လို့တော့ပြောတယ် စစ်ကောင်စီဟာစစ်တွေမျိုးတွေကရခိုင်ဒေသခံတွေနေထိုင်တဲ့ကျေးရွာတွေကို2024ခုနှစ်အတွင်းဖြိုဖျားခဲ့ပြီးကျေးရွာသားတွေကိုလည်းဖမ်းဆီးတပ်ဖြတ်မှုတွေချိခဲ့ပါတယ်။ဒါအပြင်ရွာသားတွေကိုလည်းမိမိကျေးရွာအတွင်းနေထိုင်ခွင့်မပေးဘဲစစ်တွေမျိုးအတွင်းထဲသို့အတင်းအာဓမဆေလွှားခဲ့တဲ့စစ်ကောင်စီဟာအခုအခါမိမိကျေးရွာအတွင်းပြန်လည်နေထိုင်ခြင်းနေထိုင်လို့ရကြောက်ပြောလာခဲ့တာဟာအေအေကတိုက်လာရင်အရင်ဆုံးရော်သားတွေကိုဒိုင်းကာတပွေလုံးဆောင်နိုင်ပါတယ်လို့ စစ်ပေးချောင်းတွေကပြောဆိုလာပါတယ်စစ်ကောင်စီဟာပြီးခဲ့တဲ့2024ခုနှစ်မေလ29ရက်နေ့ကစစ်တွေမျိုးနဲ့ဗျမ်းကျူကျေးရွာကိုဝင်ရောက်လာခဲ့ပြီးလူပေါင်း86ယောက်ကိုရဲစက်စွာတပ်ဖြတ်အလောင်းဖြောက်ခဲ့ပြီးလူပေါင်းယာလန်းချီပြီးမတရားဖမ်းဆီးအကြင်ချခဲ့ပါသေးတယ်ဒါပြင်2024ခုနှစ်ဒီဇင်ဘာလအတွင်းကလည်းပြားလေချောင်းတင်မုံတန်းအုံးရေပေါ်ရေရှမ်းပြင် အောင်တိုင်းကြတောပြင်စားတဲ့ကျေးရွာတွေကလူတွေကိုလည်း ်ကျေးရွာအတွင်ကနှင်ထုတ်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီတကစစ်တွေမျိုးပြင်မှာတည်ရှိတဲ့ရခိုင်ကျေးရွာတွေကရွာသားတွေကိုအတင်းအဓမ္မနှင်ထုတ်ပြီးပြည်သူတွေရဲ့စစ်ချောင်းဘွားနဲ့ရွာတွေကိုစွန့်ခွာနေကြရတဲ့အချိန်မှာနေအိမ်တွေကိုရွာလုံးကျွမ်းနီးပါဖြိုဖျက်ပြီးတော့ရောင်းစားထားတာကိုတွေ့ရပါတယ်ဒီတော့ဒါကိုကိုကမတ်တင်ပါလေရှားပြီးတော့ကြီးနိုင်ပါတယ်ဆိုပြီးဒီသတင်းဆောင်မမှာရေးပြီးတင်ပြထားတာဖြစ်ပါတယ်ပြီးတော့ကြောက်ဖြူမျိုးသတင်း ကျောက်ပြူမျိုးမှာစစ်ကောင်စီရဲ့ကံသတ်ပိတ်ပင်ထားမှုကြောင့်မျိုးခန့်နေစာဝတ်နေရဲ့ချက်တင်နေတယ်။ရခိုင်ပြည်ကျောက်ပြူမျိုးမှာဒေတာခန့်နေအတမွေးဝမ်းကြောင်းနဲ့ဆန်တင်သွင်းမှုကိုစစ်ကောင်စီကပိတ်ပင်ထားတဲ့အတွက်မျိုးခန့်တွေစာဝတ်နေရဲ့ချက်တင်မှုအခက်အခဲနဲ့ကြုံနေရတယ်လို့သိရပါတယ်။ကျောက်ပြူမျိုးပေါ်မှာနေထိုင်တဲ့လက်လုံးလက်စားနေခန့်နေဟာအတမွေးဝမ်းကြောင်းလုံငန်းဖြစ်တဲ့ငါးဖန်းထွက်ခွင့်လေးမရတဲ့အတွက်စာဝတ်နေရဲ့အလွန်ချက်တင်နေကြတယ်လို့ ကြောက်ပြူနေခံအမျိုးသမီးတယောက်ကပြောပါတယ်ငါဖန်ခွေပိတ်ပင်ထားတာကကြာပါပြီဖမ်းရင်တော့ရတယ်စစ်ကောင်စီတမ်းမထားတဲ့နေရာလောက်ပါပဲကျမတို့မိသားစုကဒီငါဖမ်းပြီးမှဈေးရောင်းရမှထမင်းစားရတာဖြစ်တယ်အခုနတ်မမှန်ဘူးနေပြန်လို့လေးမရဘူးအိမ်ငါစရိတ်လေးပေးရတယ်ဘာအလောက်ကင်မှမရှိတော့ဘူးဆံငါးလေးချတယ်မငန်းအောင်တော့အတန်းတိုင်းဆုံးရုံးကန်နေရပါတယ်လို့ပြောလာတယ် သားသမီးတွေလည်းရှိတယ်လို့သူကဆက်လက်ပြီးတော့ပြောဆိုတယ်။ဒါပြင်မျိုးပေါ်ကဒေသခံတွေကိုနေကဆံဝယ်ယူခွင့်ကိုစစ်ကောင်စီကပိတ်ပင်ထားပြီးစစ်ကောင်စီနဲ့နှိစတဲ့သူတွေကသာဆံတွေကိုရောင်းချနေတယ်လို့ဒေသခံတွေကပြောဆိုထားတာဖြစ်တယ်။ဆိုတော့တစ်ဖက်မှာအာရခတတ်တော်ထိန်ချုပ်ထားတဲ့လွန်မြောက်နေမြေမှာအမ်းမျိုးမှာစစ်ကောင်စီနှင့်ပတ်သက်ပြီးနေ20ကျော်ကိုအေအေကချိတ်ပိတ်ရခိုင်ပြည်အမ်းမျိုးနှင့်အမ်းမျိုးကြီးစစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နတ်ပခါကိုအာရခတတ်တော်အေအေက တိမ့်ပိုက်တဲ့နောက်ပိုက်မှာစစ်ကောင်စီနဲ့ပတ်သက်သည့်ဟုဆိုကအမ်မျိုးရှိနေအိမ်20ကျော်ကို AA ကချိန်ပိတ်လိုက်သည်အမ်မျိုးကိုအာရခတ်တတော် AA ကထိန်းချုပ်ပြီးတဲ့နောက်ပိုက်မှာ ULA AA အဖွဲ့များကအုံရှုံရဲတဲ့ဖော်ဆောင်နေပြီးစစ်ကောင်စီနဲ့ဆက်နွယ်နေသည့်အမ်မျိုးရှိနေအိမ်များကိုလည်းချိန်ပိတ်ထားခြင်းဖြစ်သည်ချိန်ပိတ်ထားသည့်အထက်တွင်အမ်မျိုးတိရက်ကွက်အမှတ်3အမှတ်4အမှတ်5ရက်ကွက်နှင့်လေရင်ကွင်းရက်ကွက်တို့မှစစ်ကောင်စီနှင့်ပတ်သက်မှုရှိသူများ၏နေအိမ်များစက်ရုံများလည်းပါဝင်သည် အမျိုးအတွင်း ULAA အဖွဲ့များကအုပ်ချုပ်ရေးပေါ်ဆောင်နေပြီးမျိုးအတွင်းတို့စစ်ချောင်များဝင်ရောက်ခြင်းမရှိသေးကြောင်းစစ်ပေးချောင်သူများနှင့်စည်ရည်တီးသူများကပြောဆိုထားကြသည်ကျွန်တော်တို့ကတော့အခုချိန်ထိအမျိုးတွေကိုဝင်လို့မရသေးပါဘူး AA ကမျိုးပေါ်ရက်ကွက်တွေမှာရှိနေတဲ့မျိုးသစ်ရက်ကွက်အမှတ်3အမှတ်4အမှတ်5ရက်ကွက်နှင့်လေရင်ခွင့်ရက်ကွက်ကစစ်ကောင်စီနဲ့ပတ်သက်တဲ့အနေအိမ်တွေကိုချိတ်ပိတ်ထားပါတယ်ချိတ်ပိတ်တာအင်ဂျင်20လောက်တော့ရှိမယ်ဗျာ နပခတနာကအိမ်ဒီအောက်ရော်ရက်ကွက်ကထူခေရေတန်းဆက်ယုံကြီးကိုလည်းချိတ်ပိတ်ထားတယ်အမန်နီရက်ကွက်ကဥကျော်ဝင်းဒေါ်ခင်မေတန်းကိုုံဆောင်ဆိုင်ကိုလည်းပိတ်ထားတယ်နောက်အေအေရေတပ်ဖွဲ့ကလားကျော်ထောဆိုသူလားနာမည်တော့အတီးကြမှမမီဘူးခင်ဗျသူရဲ့လက်ထောက်ရှာမှုကြောင့်ဒူရဲအုပ်ရာဇာမင်းထင်မိဖအိမ်ပြီးတော့ညံထွန်းဆိုသူရဲ့အကိုကစစ်သားဆိုပြီးသူ့အိမ်လေးချိတ်ပိတ်ထားတယ်ဟု အမျိုးစစ်ချောင်းတူကပြောဆိုထားသည်ယခုအချိန်ထိစစ်ချောင်းများအားအမျိုးတို့ဝင်ရောက်နေထိုင်ခွင့်မရရှိသေးသောကြောင့်အေအေကလည်းတစုံတရာပြောဆိုထားခြင်းမရှိသေးသောကြောင့်မျိုးအတွင်းနေအိမ်အများအပြားပျက်စီးမှုများရှိနေကြောင်းစီရေးလေးလာသူတွေကပြောဆိုထားသည်စီရေးတရှိထားသူတို့ကစစ်ကောင်စီနဲ့ပတ်သက်လို့အေအေရဲ့ဖမ်းဆီးမှုတွေလည်းရှိတဲ့ထွက်ပြေးရင်အဖမ်းခံရတာကျွန်တော်တနေချင်းဗမာနေဂျာသားဖြစ်သူက ဒူရဲဥပဝါနဲ့အဖက်ခံရတာအခုထိတော့မလွတ်သေးဘူး။နောက်ခရိုင်ဦးစည်းလင်မရတဲ့စီပင်တို့ အခွန်တို့ကလူတဲ့အခုချိန်ထိအေကလွတ်မပေးသေးပါဘူးပြောဆိုထားသည်။ဘူးသီးတော်မောင်တော်ဒေသနှင့်တောင်ကုန်းမြို့နယ်တွင်လည်းအာနာသိစစ်ကောင်စီနှင့်ဆန့်ွေနေသည့်နေအိမ်များလက်နက်ကင်များဖြင့်ဆက်သွေးရဆောင်ရွက်နေသူများမွဆလင်နေအိမ်များကိုလည်း ULA ကချိတ်ပိတ်ထားသည်။ဘူးသီးတော်မောင်တော်ကမွဆလင်နေအိမ်20ထပ်မနေနှင့် တောင်ကုန်းမြို့တွင်းကစေအိမ်ထမင်းကိုလည်းစစ်ကောင်စီနှင့်မွတ်စလင်လန်ဒန်ကင်များနှင့်ပတ်သက်မှုရှိနေသည်ဟုဆိုက ULA ကချိန်ပိတ်ထားခြင်းဖြစ်သည့်ထို့အပြင်မြောက်ဦးမင်းပြသံတွင်းဂွာနှင့်ပလဲဝါမြို့နယ်တို့တွင်စစ်ကောင်စီနှင့်အကြမ်းဖက်အပွဲများဆက်ဆက်နေသည်ဟုဆိုကနေအိမ်အဆောက်အအုံ60ထမင်းကိုအေကချိန်ပိတ်ထားခြင်းဖြစ်သည့် ဆိုတော့ဒီနေ့မှာတင်စားတဲ့တည်ရင်ချာလာများကိုကျွန်တော်အနေနဲ့ဒီနေရာမှာပဲဤကုန်းရှုံအဆုံးသတ်ပါတယ်ကြီးရှုနေကြတဲ့မိဘပြည်သူများစိတ်ရှိချမ်းသာခြင်းကိုဤကြမှာခြင်းအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့စုမွန်ကောင်းတောင်းရင်နဲ့မင်္ဂလာပါတာလီစောပါဂါရဝါပါဘိုင်ဘိုင်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေလို့